အခုတင်ဆက်ပေးမယ့်သတင်းကတော့လေးဆက်ရှာအောင်တည်ဆုံခဲ့တဲ့ရေပေးကြောင်းမြကြီးမအောင်မဖြစ်ဖို့အတွက်တိုင်းမဲ့လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။တောင်ရဲအတွင်မှာလေးဆက်ရှာဝတီတည်ဆုံခဲ့ရတဲ့ရေပိတဲ့နယ်ကျွေးနေရတဲ့ပါကစ္စတန်နိုင်ငံမှာတိကျဆုံးရှုံးမှုတွေဆက်လက်ဖြစ်ပေါ်စေဖို့အတွက်မြစ်ကြီးတွေကိုဖိသက်နိုင်မလို့ဖို့အတွက်တိုင်းမဲ့လိုက်တယ်လို့သိရပါဗျ။ပါကစ္စတန်နိုင်ငံလုံးဒီမှာမှာမိုးရဆက်ရသောမှုတွေကြောင့်ရေပိတဲ့နယ်ကျွေးနေရတာပါ ပါကစ္စတန်နိုင်ငံအရှိပိုင်းနဲ့အရှိတောင်ပိုင်းအနောက်တောင်ပိုင်းတွေမှာရှိတဲ့မြစ်ကြီးတွေမှာစွန့်ရည်မှတ်ချက်ကိုရောက်နေတဲ့ဒီရေပိဒဏ်ဟာဆူရလည်းရှိနေပါတယ်။ရေပိဒဏ်ကြောင့်လူသေချာကိုသိဆုံးခဲ့ရမှာမိသားစုတစုတွေကစစ်တောင်းကိုသိဆုံးခဲ့တဲ့ဖြစ်စဉ်တွေပါဝင်ခဲ့ပါတယ်။တဘာဝဘေးရဲ့နေရေးစီမံခန့်ခွဲမှုဖွဲ့ကရေပိဒဏ်နိုင်ငံဆိုင်နေရာဒေသတွေမှာနေထိုင်တဲ့သူတွေကိုဘေးလွတ်ရာကိုရှစ်ပြောင်းပေးမှုတွေလုပ်ဆောင်နေရရှိနေပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့တိစုံသူ1939ရုပ်ရှိခဲ့တယ်2022ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရေပိတန်လိုမျိုးတိုက်ခိုက်မှုကြီးမားနိုင်တယ်လို့ပါကစ္စတန်ဆိုရကသတင်းထုတ်ပြန်ထားပါတယ်ဒီသတင်းကိုတော့ငြိမ်းချမ်းသွားပေးဖို့လားပါ